ရောဆက်ရဲ့ဒုတိယဇနီးဖြစ်တဲ့ဒေါ်သီရာအောင်ဟာမိသားစုပိုင်လက်ဝတ်ရတနာတွေကိုလိမ်ညာယူသွားပြီးပြန်မပေးခြင်းနဲ့အတွက်မဟုတ်မမှန်စကားတွေကိုလှုပ်ချံပြောဆိုနေတာဖြစ်ကြောင်းဖော်ထုတ်လာခဲ့တဲ့ဥရောဆက်ရဲ့ပထမဇနီးကရတဲ့သားသမီးများသူ့ဦးလေးကိုမဒိန်းနဲ့အကြံဖတ်ပုံခေါင်းစဉ်တက်ပြီးတော့မှပွဲရှာတယ်တော့အတော်က1995ခုနှစ်မှာအတော်အသက်က22နှစ်ရှိတယ် ဘာဖြစ်လို့အတော်ကဦးလေးကို16မိနစ်နဲ့အတော်10တန်းကြောင်းတူလို့ဘာလို့အတော်လိမ့်လာမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့လပိုင်းအတွင်းကလေးကမိုးကုံမျိုးကဘီလီယံနာတထေးတဝူဖြစ်တဲ့ဥရောဆက်ရဲ့အိမ်တွင်းချမ်းပတ်မှုဇလံကိုပရိသတ်တွေအားလုံးသိရှိပေးတာဖြစ်မယ်လို့ထင်ပါတယ်။ဥရောဆက်ဟာအိမ်နောက်20ကျားခဲ့သူဖြစ်ပြီးပထမအိမ်နောက်နဲ့သားသမီး9ယောက်ထွန်းကားခဲ့ကဒုတိယအိမ်နောက်ဒေါတိတာအောင်နဲ့တော့သားသမီး3ယောက်ထွန်းကားခဲ့တာလည်းဖြစ်ပါတယ်။ ဒုတိယအိမ်အောင်နဲ့ရတဲ့တာသမီတွေတဲကဂျူလီယာဆက်ကတော့ဥရောဆက်နဲ့ဒေါ်တီတာအောင်တို့ရဲ့တမီဦးဖြစ်ပြီးအမေရိကန်နိုင်ငံမှာပွဲရခဲ့ကအခုလက်ရှိမှာတော့ကိုပိုင်အရေးချင်းနဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရင်းနဲ့ရပ်တည်နေနိုင်နေသူလည်းဖြစ်ပါတယ်ဂျူလီယာဆက်ဟာသူမနေရာတနေရာရပြီးတော့အောင်မြင်လာတဲ့အချိန်မှာဖခင်ပြည်သူဥယောဆက်ကအိမ်တွင်ချက်ဖတ်မှုကျွလွန်သူတယောက်ဖြစ်ကြောင်းဖော်ထုတ်လာခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ဥရောဆက်ဘက်ကတော့သူ့ဘက်ကအိမ်တွင်ချက်ဖက်တာတွေမလုပ်ခဲ့ပေဂျူလီယာဆက်ကလည်းဆေးဆွဲနေသလိုဂျူလီယာဆက်ရဲ့မိခင်ဖြစ်သူဒေါ်တီတာအောင်ကလည်းမိသားစုပိုင်းလက်ဝတ်ရန်နာတွေကိုခိုးယူသွားခဲ့တာကြောင့်တရားစွဲဆိုထားတာဖြစ်တယ်လို့ပြန်လည်ဖြေရှင်းလာခဲ့တာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့ဒေါ်တီတာအောင်ကသူမအသက်16နှစ်အရွယ်မှာဥရောဆက်ရဲ့တင်းပိုက်ချင်းကိုခံခဲ့ရပြီးအလိုမတူဘဲပေါင်းတင်ချင်းကိုလည်းခံခဲ့ရတယ်လို့အားလုံးရဲ့ရှေ့မှာဖော်ထုတ်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ အိမ်အောင်တက်တချောင်းမှာလေသားသမီး၃ယောက်ရှာပြီးတဲ့အထိမကြခနာဆိုသလိုရိုင်းနှက်ခံခဲ့ရပြီးဦးရဆက်ကအများအမြင်မှာတော့သူတော်ကောင်းတယောက်ဖြစ်ပေမယ့်မိသားစုဝင်တွေပေါ်မှာတော့နှိမ့်ဆက်တဲ့သူတယောက်ဖြစ်တယ်လို့ဖွင့်ဟပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ဥရောပဆက်ရဲ့ပထမစနေရရတဲ့သားသမီးတွေကတော့ဒေါ်တီတာအောင်ကမိသားစုပိုင်လက်ဝတ်ရတနာတွေကိုလိညာခိုးယူသွားခဲ့ပြီးပြန်မပေးချင်တဲ့အတွက်အခုလိုမဟုတ်မမန်တဲ့ဇကားတွေကိုလောက်ကျံပြောဆိုနေတာဆိုပြီးတော့ပြန်လည်ဖြည့်ရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။ဥရောပဆက်ရဲ့သားတယောက်ကအခုလိုပြန်လည်ရှင်းပြထားပါတယ်။1995ခုနှစ်မှာဒေါ်တီတာအောင်ရဲ့အသက်က22နှစ်ရှိပြီဖြစ်တော့လေဆယ်တန်းကျောင်းသူအဖြစ်အသက်မပြည့်သေးသူလို့ပြောင်းလဲပြောဆိုနေတာဖြစ်ပါတယ်။ ရိုင်းနဲ့အနိုင်ကျင့်နေဆိုတာလဲကျွန်တော်တို့မိသားစုနှစ်စုဟာတာမွေအိမ်မှာအတူတူနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်ရောမျိုးအောင်ရော အတူနေခဲ့ကြတာပါ။အဖေဟာအရက်တောက်ပြီးဒေါ်တီတာကိုအနိုင်ကျင့်ခဲ့တယ်ဆိုပြီးဘယ်တော့မှမရှိခဲ့ပါဘူး။နောက်ပိုင်းမှာဖိုးစင်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့တော့ကလည်းအဖေကမိုးကုတ်ရှိဟိုတယ်လေးတက်ဆောင်ဆောက်လုပ်ရတဲ့ပြုပြင်ရေးလုပ်ငန်းများကြောင့်မိုးကုတ်မှာသာနေထိုင်ခဲ့တာများခဲ့ပါတယ်။ ထောင်ကားလွတ်ပြီး၁၂နှစ်တာကာလမှာမိုးကုတ်မှာပဲအချိန်အများဆုံးနေထိုင်ခဲ့ပါတယ်။ဒါကြောင့်ဒေါ်တိရာပြောတဲ့အနိုင်ကျင့်မှု ရှိမရှိဆိုတာကို အတူတကောနေထိုင်ခဲ့ကြတဲ့ကျွန်တော်တို့မိသားစုဝင်အားလုံးကကောင်းစွာသိပေးသားဖြစ်ပါတယ်။ဒေါ်တိရာကိုအဖေဘလောက်ချစ်ခင်တန်မိုးထားခဲ့လဲဆိုတော့မိုးကုတ်နှစ်ရှစ်ရာပွဲမှာဒေါ်တိရာကိုပဲပွဲထုတ်ခဲ့တာပါ။တိုင်းရင်းသားလုပ်ငန်းရှင်တွေပွဲနဲ့တရုတ်ပြည်ကိုသွားရောက်ခဲ့စဉ်ကလည်းအတူတူပါဝင်ခဲ့တာတွေကတက်တည်ပြနေပါသေးတယ်။ ကျွန်တော်တို့အားလုံးတူတူရှိနေခဲ့ကြတာကြောင့်ဘယ်သူမှလိမ်လို့မရပါဘူးဒေါ်တီလာအောင်လုပ်ခဲ့တဲ့ခွင်းလွတ်လွတ်မရတဲ့အမားတစ်ခုကိုတော့ကလေးတွေရဲ့မျက်နှာထောက်ပြီးအဖေကတီးခံပေးခဲ့တာကိုအတော်တီလာပြန်လည်အမတ်ရစေချင်ပါတယ်ငွေများတရားနိုင်ဆိုတာမဆိုင်ပါဘူးဗျာဂျူလီယာဆက်နဲ့ဒေါ်တီလာအောင် လိုင်းပေါ်မှာမလီဆဲကင်ကလေးကခိုးယူသွားခဲ့တဲ့ကြောက်ကို ပြန်တောင်းရာကနေပြန်မပေးလို့အမှုဖွင့်ဆိုထားတာပါ ဒီအမှုကိုကြော်လွှားဖို့မဟုတ်တန်းတရားတွေလီးဆဲပြီးပြောနေတာကြောင့်ဒေါ်တီတောင်ရဲ့စိတ်နေသဘောထားကိုဖော်ပြခြင်းဖြစ်ပါတယ်။ကျွန်တော်ပြောဆိုသည်များအကုန်လုံးကအမှန်တွေပါ။သူရဲ့နောက်ွယ်ကရုံးမာမှုတွေကိုချပြခြင်းကသူကျွန်တော်တို့တဆွေလုံးတစ်မျိုးလုံးပေါ်မှာဆယ်နှစ်ကျော်တိုင်းနှီးမျိုးစုံနဲ့ရုံးမာခဲ့လို့သူရဲ့တယုံမှန်ကိုချပြတာပါ ထတ်တိုးအမှုဘာတစ်ခုမှမရှိပါဘူး သူယူသွားတဲ့အကြောက်တံပိုးကကြီးလို့ပြန်မပေးချင်ရင်လေအခုလိုမဟုတ်တန်းတရားတွေလီဆယ်ပြီးအတနာခံတာဟာလုံးဝမဖြစ်သင့်ပါဘူးအမှန်တရားကအမြဲတမ်းနိုင်နေမှာပါဟုဆိုကဥရောဆက်ရဲ့သားတွေကအရှင်းပြထားတာလည်းဖြစ်ပါတယ်သူက1995ခုနှစ်မှာအတော့အတက်က22နှစ်ရှိဘာဖြစ်လို့အတော့ကဦးလေးကို16နှစ်နဲ့အတော့10တန်းကြောင်းတူတူဘာလို့အတော့လိမ့်နေလဲအတော့ဘာဖြစ်လို့အဲ့လိုမျိုးလောက်တာလဲဦးလေးကိုဦးလေးနဲ့ အတော်နဲ့စပြီးတော့မှတယုံဝင်ပေါင်းတဲ့အချိန်နော်လူတိရှင်ကြားပေါင်းတဲ့အချိန်ဆိုရင်2021အဲ့ချိန်ကနေစပြီးကျွန်တော်တို့အတော်နဲ့တူတူနေတယ်နော်အတော်ရဲ့ဖက်ကအမျိုးတန်ဝင်းတို့မန္တိလာတို့အားလုံးမန္တိလာတို့ပြီးတင်နီလာဖြိုးအားလုံးကျွန်တော်တို့နဲ့အတူတူအားလုံးနေခဲ့တယ်ဦးတန်ဝင်းနဲ့မတ္တနီလာဖြိုးလည်း အတော်ကြောက်မလို့အတော်ဦးလေးနားမှာ အရန်တိုင်တာเนาะအတော်ဦးလေးအရင်ခောက်ခောက်ကိုအတော်တိုင်တာတခိုးဆိုမှအတော်ရဲ့ဦးလေးကိုเนาะပြီးတင်းနီလာလဲအဲ့လိုပဲစရင်ကမလုပ်တယ်ညာလုပ်တယ်ပြောပြီးတော့မှအတော်တင်းနီလာဖြိုးနေဦးလေးကိုအတော်ကတုံ့ပြန်ပို့တာเนาะထုံလို့မရတော့အဲ့မှာအတော်ကအဲ့ချိန်တော့က ဦးလေးနောင်မှာသူ့ရဲ့မကောင်းကြောင်းတွေအတော်ပြောပြီးတော့မှအတော်တင်းလာဖြိုးနဲ့ဦးတန်းဝင်းနဲ့အတော်အရင်ခောက်ဦးလေးနဲ့အတော်ညီမတော်ဝန်ခွဲလို့အတော်ပဲထုတ်ခဲ့တာမဟုတ်တော့ပြီးတော့မက်နီလာတို့နဲ့ကျွန်တော်တို့နဲ့လည်းအကုန်လုံးကျွန်တော်တို့ကောင်းကောင်းမွန်မွန်နေဦးတန်းဝင်းတို့လည်းတမေကြည့်လာတယ်နော်တင်းနီလာဖြိုးတို့လည်းတမေကြည့်လာဦးလေးတော့ဦးလေးကအတော်ပေါ်မှာအကျန်းဖက်ခဲ့တာအတော်ရှိတယ်အတော့ကိုပဲလှုပ်ခဲ့ပြီးတာเนาะအတော့လူရသွင်းခဲ့တယ်အတော့ပြီးသွားလို့ရှိရင်အတော့အလိုလိုက်ခဲ့တယ်အတော့ တမျိုးလုံးဦးလေးတခြားလူတခြားဘာတို့မျက်နှာမှမကြည့်အတော့မျက်နှာတစ်ခုပဲကြည့်နေတော့ဦးလေးအများကြီးအတော့ပုံမကောင်းခဲ့တယ်နော်အတော့ရဲ့မဖင်ကကြတဲ့ကိုင်းနော်အတော့ຢາດີလာတဲ့ချိန်ပတ်မခံမဲနဲ့အတော့ကြာခဲ့တဲ့သွေးကိုကျွန်တော်ပောက်ခဲ့ပြီးပုတ်ခဲ့ပြီးတာကမှကျွန်တော်စကားသခေါမကျွန်တော်အတော့ကိုမပြောဘူးနော်အတော့ဘာဖြစ်လို့အလောက်ထိအတော့အလောက်ထိအတော့ရဲ့စိတ်ကအလောက်ထိအတော့အောက်တန်းကြတယ်ဘာဖြစ်လို့အလောက်အောက်တန်းကြတာကို အမှန်ကအတော်ဖြစ်နေတဲ့ဟောဘာလို့ကျွန်တော်တို့ဦးလေးကိုအတော်ခေါင်းစဉ်တက်ပြီးတော့မှအတော်ပွဲရှာတယ်ပြောဂျူလီယာဆက်ကိုရောဘာလို့အတော်အလောက်ထိမှကို့အဖေကိုပြန်စော်ကားတဲ့အဲသမီးမိုက်ဖြစ်အောင်ဘာဖြစ်လို့အတော်လုပ်တာလဲအတော်ပြောကြည့်စမ်းနော်ဂျူလီယာဆက်ကလေးသူ့မှာတက်လန်းအများကြီးရှိတယ်အတော်အတော်မရင်းငယ်ဖြစ်ခဲ့တာအဲ့ဒါအတော်အဲ့ဒါကအဖြစ်မှန်အတော်အတော်လက်ခံလိုက် ဇက်လန်ထွင်ပြီးတော့မှတာသမီကိုအတော်ရှောက်မပြောနဲ့အတော်ကျွန်တော်အများကြီးမပြောချင်ဘူးတော့အတော်အဲ့လိုမျိုးမယုံပါနဲ့ဦးလေးပေါ်မှာနော်ဦးလေးတို့ပေါ်မှာအများကြီးကောင်းခဲ့တဲ့အတော်ကြီးကျွန်တော်အများကြီးမပြောချင်ဘူးဦးတော်နော်အခုချိန်မှာအတော်ဂျူလီယာဆက်ဖို့ဆိုလို့ရှိရင်အတော်အရန်အမြင်မှန်ရအောင်အတော်အရန်ကိုလမ်းပြပေးတဲ့နော်ကျွန်တော်ချင်တယ်နော်တော့အခုဂျူလီယာဆက်ဒီလိုတွေဖြစ်နေရလဲအကုန်အတော့အကြောက်နေတော့ဂျူလီယာဆက်မိုးကုတ်မှာလာတော့ကအခုသူ့အကိုတွေနဲ့သူ အရင်အစားသူရင်းရင်းနီးနီးကိုစမောလို့ဘာလို့လဲနေတယ်။နောက်ပိုင်းအတော်တင်ခဲ့ပြီးတာမနေအောင်အဲ့ဒါနေ့အကိုလေးမဟုတ်ဘူးဆိုတော့အတော်ပဲတင်ခဲ့ပြီးတာ။မိဘမဲ့အကြောင်းကအဲမြတ်ပါရင်ခွင်ကကလေးတွေအတော်တမီနဲ့သူသူစော့လာအတော်ပိတ်တင်ခဲ့တာအတော်နော်။ငါတို့လည်းအစ်စ်မတူတော့ဘူးဆိုပြီးမှအတော်ပိတ်တင်ပြီးတော့မှဂျူလီယာဆက်ကိုဒီဘောကမိဘကိုပြန်စော်ကတက်အောင်လုပ်ခဲ့ပြီးတာအတော်ပဲအတော်နော်။အဲ့ဒါကိုယ့်အကိုပြန်စဉ်းစားအဲ့လောက်ချိန်မှ အဲမလုံနဲ့လေးကိုနော်မလုံနဲ့အတော့ကြည်နေတယ်နော်လောကကြီးမှာဖျားရှိတာအတော့ရုံတာနော်အတော့စော်လိုက်နေဖျားနော်အခုတော့မှစော်နေပြီအတော့အတော့ဘောကအောက်ထိရောက်နေပြီနော်